မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ Photoshop နဲ့ရှုပ်ပွားနေတဲ့သဘင်တွေကိုဖြတ်ချင်တဲ့အခါမှာအလွယ်ကူဆုံးနဲ့ဖြတ်လို့ရနိုင်တဲ့နီလန်းလေးတွေကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Photoshop software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ် Photoshop software ပွင့်လာပြီဆိုရင်တော့ကိုပြုလုံးလိုတဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့အရင်ဆုံးဖွင့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ file နဲ့ကနေပြီးတော့ open ဆိုတာလေးနှိပ်ပြီးတော့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိနေတဲ့ကိုယ်အသုံးပြုမဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့ဖွင့်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဒီထဲကနေပြီးတော့မှနမူနာအနေနဲ့ကျွန်တော်ဒီရဲ့ပုံလေးကိုဖွင့်လိုက်ပါမယ်။ဒါကြောင့်ဆက်လက်လေးပြီးတော့မှ open ဆိုပြီးတော့ကျွန်တော်တစ်ချက်လောက်နှိပ်လိုက်ပါတယ်။နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီရက်ဓာတ်ပုံမှာဆိုရင်ကျွန်တော်တို့ဒီဘက်ဘေးမှာရှိနေတဲ့သပင်တွေကရှုပ်ပွနေတဲ့အတွက်ကျွန်တော်တို့ပုံမှန်အသုံးပြုနေကြဖြစ်တဲ့ ပန်တူးတို့ quiz selection တူးတွေပြီးရင်ကျွန်တော်တို့ select ထဲကနေပြီးတော့ subject တွေနဲ့ကျွန်တော်တို့အလွယ်တကူကျွန်တော်တို့ပုံကို selection တွေပြီးပြီးတော့ဖြတ်ညက်ကတ်လုပ်လို့မရပါဘူး။ဒါကြောင့်အခုလိုမျိုးကျွန်တော်တို့ကရှုပ်ပွားနေတဲ့ပုံစံလေးတွေရှိနေတဲ့သပင်းပုံစံတွေဒါမှမဟုတ်ကျွန်တော်တို့ quiz ပုံတွေအကြောင်းပုံတွေပေါ့နော်။အဓိကအဖြစ်ကျွန်တော်တို့အမွေးအမြန်လေးတွေ ဖြာထွက်နေတဲ့ပုံစံလေးတွေမှာဆိုရင်တော့ပုံမှန်တူးတွေအတိုင်းကျွန်တော်တို့သုံးလို့မရတော့ပါဘူး။ဒါကြောင့်ကျွန်တော်တို့ကဘလို့လုပ်ပေးရမယ်ဆိုရင်တော့ select and match ဆိုတဲ့ကျွန်တော်တို့တူးလေးနဲ့အသုံးပြုပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့က DS select and match ဆိုတာလေးကိုကျွန်တော်တို့အသုံးပြုဖို့ရအတွက်ကျွန်တော်တို့ DS ပုံမှာဆိုရင်တီးတန့် DS လူပုံလေးကြီးပဲတီးတန့် select selection လေးကျွန်တော်တို့အရေးဆုံးပေးပေးရပါမယ်။ selection ပေးတဲ့အခါမှာတော့ကျွန်တော်တို့2ဘောက်ကနေပြီးတော့မှလေဆိုတူးလေးနဲ့ကျွန်တော်တို့ကပေးလိုက်ပါမယ်။ keyboard shortcut နဲ့အသုံးပြုချင်တယ်ဆိုရင်တော့ keyboard ကနေပြီးတော့ online on နဲ့ပြီးတော့မှကျွန်တော်တို့ခေါ်လို့ရပါတယ်အခုဒီမှာတော့ကျွန်တော်က keyboard ကနေပြီးတော့ laser tool လေးကိုကျွန်တော်တို့ခေါ်လိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ဒီပုံလေးကြီးကိုကျွန်တော်တို့တီးတန့်ရအောင် selection လေးပေးမှဖြစ်တဲ့အတွက် laser tool လေးခေါ်ပြီးသွားပြီဆိုရင်တော့မောက်ရက်လက်ကလစ်လေးနဲ့အခုလိုမျိုးလေးကျွန်တော်တို့ဖိပြီးတော့မှဆွဲပေးရပါမယ် ဒီဘက်ဘေးမှာလည်းကျွန်တော်တို့ဒီမှာစပင်ရဲ့ကျွန်တော်တို့အနားလေးတွေမှာကတ်ပြီးတော့မှအခုလိုမျိုးပုံစံလေးတွေမောက်ရက်လက်ကလစ်လေးနဲ့ကျွန်တော်တို့ဖိပြီးတော့မှဆွဲလိုက်ပါမယ်အားလုံးကျွန်တော်တို့ပြီးသွားပြီဆိုရင်တော့မောက်ရက်လက်ကလစ်လေးကိုကျွန်တော်တို့ကလွှတ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးသူကဓာတ်ပုံလေးမှာ selection လေးကျွန်တော်တို့ဝင်သွားမှာဖြစ်ပါတယ် selection ဝင်သွားပြီဆိုရင်တော့ကျွန်တော်တို့အပေါ်မှာရှိနေတဲ့ option ဘားလေးမှာ select and match ဆိုတဲ့နေရာလေးကျွန်တော်တို့ပွင့်လာပါလိမ့်မယ်။ဒီရဲ့နေရာကနေပြီးတော့ကျွန်တော်တို့မလုပ်ချင်ဘူးဆိုရင်လည်း select ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာ select and match ဆိုတာလေးကိုကျွန်တော်တို့သုံးလို့ရတယ်။ keyboard shortcut နဲ့သုံးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ control ရဲ့ alter ရဲ့ arrow နှိပ်ပြီးတော့ကျွန်တော်တို့အသုံးပြုလို့ရပါတယ်။အခုဒီမှာတော့ကျွန်တော်က select ထဲကနေပြီးတော့ select and match ဆိုတာလေးကိုကျွန်တော်တို့ယူလိုက်ပါမယ်။ ဇူလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ property ဆိုတဲ့ဘောင်လေးကြလာပါလိမ့်မယ်။ဒီရဲ့ view ဆိုတဲ့နေရာလေးမှာသူ့ရဲ့ဘေးမှာရှိနေတဲ့ down arrow key လေးကိုကျွန်တော်တို့တစ်ချက်လောက်နှိပ်ပြီးတော့မှဟောဒီမှာကျွန်တော်တို့ကိုကြိုက်တဲ့ပုံစံလေးတွေကိုရွေးချယ်ပြီးတော့အသုံးပြုလို့ရပါတယ်။ကျွန်တော်ကတော့ဒီရဲ့နေရာလေးမှာ overlay ဆိုတာလေးကိုပဲကျွန်တော်တို့ရွေးပေးထားပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ opacity ကိုအဆုံးအထိတင်ထားပါမယ်။ radius ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့ဒီမှာ2လောက်ထားခဲ့လိုက်ပါမယ်။ small radius ဆိုတဲ့နေရာလေးမှာကျွန်တော်တို့အမှန်ချင်လေးထည့်ခဲ့ပေးပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ smooth ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့4လောက်ထားခဲ့လိုက်ပါမယ် feather feather တော့ကျွန်တော်တို့ကဒီမှာ0.4လောက်ကျွန်တော်တို့ထားခဲ့လိုက်ပါမယ်ဒါလေးကျွန်တော်တို့ကပြီးသွားပြီဆိုရင်တော့ဒီရဲ့ပုံမှာကျွန်တော်တို့ကသပင်လေးတွေကိုကျွန်တော်တို့ဒီမှာ သူ့ရဲ့ဘေးမှာရှိနေတဲ့အခုအဖြူသားလေးတွေကိုကျွန်တော်တို့ဖြတ်ပေးရမှာဖြစ်ပါတယ်ဖြတ်ဖို့ရာအတွက်ကျွန်တော်တို့ဒီဘက်ဘေးမှာရှိနေတဲ့ DF2 လေးကိုကလစ်တစ်ချက်နှိပ်မယ်သူ့ရဲ့ကျွန်တော်တို့ site ကြီးကအရန်ကြီးနေတဲ့အတွက် keyboard ကနေပြီးတော့မှထောင်ခွင်အစလေးနဲ့ကျွန်တော်တို့သိမ်းလို့ရပါတယ်ထောင်ခွင်အပိတ်ကိုနှိပ်တဲ့ဆိုရင်တော့ brush site ကကြီးသွားပါမယ်တောင်ခွေအစလေးကိုကျွန်တော်တို့နှိပ်ပြီးတော့မှအခုလိုမျိုးလေးကျွန်တော်တို့ဒီမှာ site ကိုကျွန်တော်တို့အကြီးအသေးလုပ်လို့ရတယ် ကိုရဲစိန်တိုင်းကျစိုက်ပုံစံလေးရလာပြီဆိုရင်တော့မောင်ရဲ့လက်ကလက်လေးနဲ့ကျွန်တော်တို့ဒီမှာစပယ်ရဲ့အနာသားလေးတွေကိုကျွန်တော်တို့အခုလိုမျိုးလေးဖိဆွဲရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးဖိဆွဲလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့စပင်ပုံစံလေးတွေကပြတ်မသွားပဲနဲ့စပယ်ရဲ့ဘေးမှာရှိနေတဲ့အဖြူအနာသားလေးတွေက ကျွန်တော်တို့ပြတ်ပေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဟောဒီဘက်တစ်ချမ်းအတွက်ကျွန်တော်တို့အခုလိုမျိုးပုံစံလေးမောက်ရက်လက်ကလက်လေးနဲ့ဖိဆွဲလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီဘက်ဘေးလေးမှာလည်းဒီလိုပဲ မောင်ရဲ့လက်ကလေးလေးနဲ့ကျွန်တော်တို့ဖိပြီးတော့မှကျွန်တော်တို့ဆွဲလိုက်ပါမယ်ဒီရဲ့နေရာလေးမှာတော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာကအဲ run နေတယ်ဆိုရင်တော့စက်ကအနည်းငယ်ကျွန်တော်တို့လေးနိုင်ပါတယ်ဒါကြောင့်ဒီရဲ့နေရာလေးမှာစိတ်ရှိရှိတဲ့ကျွန်တော်တို့အဲဖြည်းဖြည်းချင်းလေးကျွန်တော်တို့ဆွဲပေးရပါမယ် ခုကျွန်တော်တို့ဒီမှာဆိုရင်ဆွဲလိုက်တဲ့အချိန်မှာဒီမှာအဖြူသားလေးတွေကျွန်တော်တို့ကြံနေပါသေးတယ်။ဒါကြောင့်ကျွန်တော်တို့နောက်တစ်ခေါက်ထပ်ပြီးတော့မှမောက်ရက်လက်ကလစ်လေးနဲ့ကျွန်တော်တို့ဖိပြီးတော့ဆွဲလိုက်ပါမယ်။ဒီကကျွန်တော်တို့ slot and mat ဆိုတဲ့ two level သပင်တွေကိုတော့လုံးဝမပြတ်ဖဲနဲ့ဘေးမှာရှိနေတဲ့အဖြူသားလေးတွေကိုတော့သူကဖြတ်ပေးသွားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ ဒီရဲ့နီလန်းလေးကိုအသုံးပြုပြီးတော့ကျွန်တော်တို့ကရှောက်ပွနေတဲ့သပင်ပုံစံလေးတွေကိုကျွန်တော်တို့သူ့ရဲ့သပင်အချောင်းအတိုင်းလေးတွေပဲရအောင်ကျွန်တော်တို့ဖြတ်လိုက်တာဖြစ်ပါတယ်ဒီဘဘေးလေးမှလည်းနည်းနည်းလေးကျွန်တော်တို့ကြံနေပါသေးတယ်အဲမောင်ရဲ့လက်ကလစ်လေးနဲ့ဖိဆွဲပြီးတော့ဖြတ်လိုက်ပါမယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာသပင်ပုံလေးတွေကြည့်ပဲတော့ကျွန်တော်တို့သီးသန့်ရသွားပါပြီဒါပေမဲ့အခုကျွန်တော်တို့ဒီမှာသပင်ရဲ့အဖြူအနားသားလေးတွေကိုကျွန်တော်တို့ဖြတ်လိုက်တဲ့အတွက်သပင်ရဲ့ဘေးမှာရှိနေတဲ့သပင်ပုံစံလေးတွေက ကြည့်ရတာတိတ်ပြီးတော့မကောင်းတဲ့အတွက်ဒီဘက်ဘေးလေးမှာရှိနေတဲ့ property ဆိုတဲ့ဘောက်လေးကနေပြီးတော့ sacrobar နေပြီးတော့အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါမယ်ပြီးရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့က output setting ဆိုတဲ့နေရာလေးမှာသူ့ရဲ့ဘေးမှာရှိနေတဲ့မြားလေးကိုကျွန်တော်တို့တစ်ချက်နေမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီမှာကျွန်တော်တို့ကဒီ commandite color ဆိုပြီးတော့မှကျွန်တော်တို့ဒီမှာသူ့ကိုကျွန်တော်တို့ရှေ့မှာ select လေးပေးလိုက်ပါမယ် ဆက်လက်လေးပြလိုက်တဲ့အခါမှာဆိုရင်တော့ဇပင်ရဲ့ပုံစံကာလာလေးကအနှဲငယ်ကျွန်တော်တို့ပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်။ဒီရဲ့နေရာလေးမှာအမှန်ချစ်ဖြုတ်ကြည့်မယ်။အပြူသားလေးတွေကျွန်တော်တို့ပေါ်နေပါတယ်။ဒီနေရာမှာကျွန်တော်တို့အမှန်ချစ်ထည့်လိုက်တယ်ဆိုရင်တော့ဇပင်ပုံလေးကပုံပြီးတော့မှကြည့်လို့ကောင်းသွားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါလေးကျွန်တော်တို့ကပြီးသွားပြီဆိုရင်တော့ output 2ဆိုတဲ့နေရာလေးမှာနယူးလေယာဝက်လေယာမတ်ဆိုပြီးတော့မှကျွန်တော်တို့ဒါလေးကိုရွေးထားလိုက်ပါမယ်။ဘာကြောင့်ဒါကိုရွေးလဲဆိုရင်တော့လေယာအတင်လဲခေါ်မယ်။ လေယာမတ်အုပ်ပြီးသားပုံစံလေးလည်းကျွန်တော်တို့ရဖို့ရာအတွက်နယူးလေယာဝစ်လေယာမတ်ဆိုတာလေးကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်ဒါလေးတွေအားလုံးကျွန်တော်တို့ DS setting လေးတွေပြင်ပြီးသွားပြီဆိုရင်တော့အောက်မှာရှိနေတဲ့ OK ဆိုတာလေးနှိပ်လိုက်ပါမယ် Okay နဲ့လိုက်တန်တဲ့တပြိုင်နဲ့အခုလိုမျိုးကျွန်တော်တို့ဒီမှာလေယာပေါက်လေးမှာလေယာအသင်လေးနဲ့လေယာမတ်အုပ်ပီးသားပုံစံလေးကျွန်တော်တို့ဒီမှာပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။နောက်ခံ background ကလည်းကျွန်တော်တို့ဒီမှာ transparency background အနေနဲ့လုံးဝကျွန်တော်တို့ background တွေကိုလည်းဖြတ်ပေးထားတာကိုတွေ့ရပါတယ်။ ဒီတော့အောက်မှာရှိနေတဲ့မူရင်း layer 1ဆိုတာလေးကိုမျက်စိလေးပြန်ဖွင့်ကြည့်မယ်အပေါ်က layer လေးကတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ပြုလုပ်ထားခဲ့တဲ့ layer ပုံစံလေးပေါ့မူရင်း layer ကိုကျွန်တော်တို့ကမျက်စိဖွင့်ကြည့်လိုက်မယ်ဆိုရင်ဒါကကျွန်တော်တို့မူရင်း background မဖြတ်ရသေးတဲ့ပုံလေးဖြစ်တယ်အပေါ်ကပုံလေးကတော့ကျွန်တော်တို့ဒီမှာ background ဖြတ်ပြီးသားပုံစံလေးဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အခုလက်ရှိဒီရဲ့ပုံစံအနေထားမှာဆိုရင်ကျွန်တော်တို့နောက်က background က transparency background အနေနဲ့ဝင်နေပါတယ် သူ့ကိုကျွန်တော်တို့က background color လေးတွေပြောင်းခြင်းနဲ့ဆိုရင်တော့လေယာအသည်လေးခေါ်ပြီးတော့ background ကိုကိုကြိုက်နေတဲ့အရောင်လေးတွေကျွန်တော်တို့တွင်းလို့ရပါတယ်။ဒါကြောင့်လေယာအသည်ခေါ်မယ် control ရဲ့ရှေ့ရဲ့အနေရနှိပ်ပြီးတော့လေယာအသည်လေးခေါ်လိုက်ပါမယ်။ပြီးရင်တော့ okay နဲ့လိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာ foreground color မှာကိုကြိုက်နေတဲ့ color အရောင်လေးထားပြီးတော့ okay လေးနှိပ်လိုက်မယ်။ပြီးရင်အရောင်ဖြည့်ဖို့ရာအတွက် keyboard ကနေပြီးတော့ အော်ဒါနဲ့ဒလိနဲ့ကိုနှိပ်ပြီးတော့အယောင်ဖြည့်လို့ရပါတယ်။အော်ဒါဒလိကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဓာတ်ပုံကြီးကဒီမှာကာလာကြီးဖုံးသွားပါတယ်။ဘာကြောင့်လဲဆိုရင်တော့လေယာပေါက်မှာကျွန်တော်တို့ကာလာဖြည့်ထားတဲ့လေယာကအပေါ်ဆုံးကိုရောက်နေတဲ့အတွက်ဖြစ်ပါတယ်။ဒါကြောင့်ဒီလေယာကိုကျွန်တော်တို့ကဓာတ်ပုံလေယာရဲ့အောက်ကိုမောက်ရက်လက်ကလေးလေးနဲ့ဖိဆွဲပြီးတော့ချလိုက်တယ်ဆိုရင်တော့အခုလိုမျိုး ပုံစံလေးကျွန်တော်တို့ background ပြောင်းပြီးသားအနေထားလေးရရှိသွားပြီးဖြစ်ပါတယ်။အခုလက်ရှိကျွန်တော်တို့ဒီမှာ mouse pointer မှာ laser 2ဝင်နေပါတယ်။ ဒီဘက်ကနေပြီးတော့ဘူယိုနှိပ်ပြီးတော့မူတူးကိုကျွန်တော်တို့ပြန်ခေါ်လိုက်ပါမယ်။ဒါလေးကျွန်တော်တို့ copy သွားပြီဆိုရင်တော့ကျွန်တော်တို့ပြန်ညက်ကလောက်ယူထားတဲ့ဒီရဲ့လူပုံစံလေးကိုကျွန်တော်တို့ select ပြန်မှတ်ပါမယ်။အခုလက်ရှိကျွန်တော်တို့ဇပင်ရဲ့အနာသားလေးတွေကတိတ်ပြီးတော့ကြည့်ရတာမကောင်းနေတဲ့အတွက်ဒီပုံလေးကို copy တစ်ခုလောက်ထပ်ပြီးတော့ပွားလိုက်ပါမယ်။ control ရဲ့ j ရဲ့နှိပ်ပြီးတော့ copy လေးပွားလိုက်ပါမယ်။ control ရဲ့ gn နှိပ်ပြီးတော့ copy လေးပွားယူလိုက်ပါမယ်အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာပုံကစပယ်လေးတွေကပို့ပြီးတော့တိတလာတာကိုတွေ့ရပါတယ်ဒီပုံတွေအားလုံးကျွန်တော်တို့ကဒီမှာရှစ်ကိုဖိပြီးတော့ဆက်လက်ပေးမယ် control ရဲ့ e ရဲ့နှိပ်ပြီးတော့မှ layer တွေအားလုံးကိုပေါင်းပြစ်လိုက်ပါမယ်ပေါင်းပြီးသွားပြီဆိုရင်တော့ဒီပုံကိုကျွန်တော်တို့က color လေးတွေအနုရင်တင်ကြည့်တင်ကြည့်လိုက်ပါမယ် control နဲ့ unlen နဲ့နှိပ်ပြီးတော့ level ဆိုတဲ့ဘောက်လေးကိုခေါ်လိုက်မယ် ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ color လေးတွေကိုအနှဲငယ်ကျွန်တော်တို့ပြောင်းလဲကြည့်လို့ကျွန်တော်တို့ရရှိသွားပြီဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့ Photoshop ကိုသုံးပြီးတော့ရှုပ်ပွနေတဲ့သဘင်ပုံစံတွေကို ဖြတ်ကျင်တဲ့အခါမှာအခုလိုမျိုးနီလန်လေးတွေကိုသုံးပြီးတော့မှအလွယ်တကူဖြတ်လို့ရပါတယ်အခြားကျွန်တော်တို့ပန်တူးတွေ quick selection တူးတွေနဲ့သုံးပြီးတော့ဖြတ်တယ်ဆိုရင်တော့စပင်ကြီးတွေကကျွန်တော်တို့အနာသာပြက်ပြက်ကြီးတွေနဲ့ကျွန်တော်တို့ရရှိသွားမှာဖြစ်ပါတယ်စပင်အချောင်းတန်းလေးကျွန်တော်တို့ရကျင်တယ်ဆိုရင်တော့ဒီနီလန်လေးကိုသုံးပြီးတော့မှကျွန်တော်တို့လိုက်ပြီးတော့ပြုလုပ်လို့ရပါတယ်ဒါဆိုနားလည်လောက်မယ်လို့ထင်တယ်ဒီရဲ့သင်္ကန်းစာလေးရလက်တွေ့လုပ်ငန်းခွင်မှာလည်းအရန်သုံးဝင်မဲ့သင်္ကန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအက ကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်တင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမင်းပြန်ပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် Photoshop ကိုသုံးပြီးတော့ ရှုပ်ပွားနေတဲ့သဘင်ပုံစံလေးတွေကိုဖျက်တက်နေပါပြီဆိုရင်တော့ဒီသင်္ကန်းဆိုင်ရဲ့ comment လေးမှာ DON ni dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်္ကန်းဆိုင်တွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်္ကန်းဆိုင်လေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ